အားသောဝါလာရှင်ညီကောင်များလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာဧပြီလ25ရက်နေ့နောက်ဆုံးရအာဆင်နယ်မနက်ခင်းသတင်းလေးပုဒ်ကိုကျွန်တော်တို့ကကြည့်လိုက်ရအောင်ပထမဆုံးသတင်းပုဒ်ကတော့ ESPN ကဖော်ပြထားတဲ့ Martin Zumeri သတင်းနဲ့ပဲကျွန်တော်စားလိုက်ရအောင်ထုံးစံတိုင်းပဲအစင်လာမပြတ်မင်္ဂလာမနက်ခင်းမှာထွက်နေကြပလေယာတွေသတင်းနဲ့ပဲ ျွန်တော်ပြန်ပြီးစလိုက်တာပေါ့လေနောက်ဆုံးရအချိန်လေးရလဲဒီပလေယာတွေတည်င်းမဲ့လက်လက်ဆက်ဆက်ရှိတာအဲ့ဆိုမာတင်ဆူယီမန်နဲ့ပတ်သက်ပြီးတော့လက်ရှိချိန်မှာအာဆင်နယ်တင်းတာဝန်ရှိသူတွေကຫນွေရာသီပထမဆုံးကစားသမားခေါ်မှုအဖြစ်သူတို့ကရှုမြင်ထားတယ်စောင်းစည်းကွက်ထဲမှာကစာချုပ်ဖြတ်တင်ပြေးပြီးတော့ဒီကစားသမားခေါ်ဖို့စူးစမ်းခဲ့ပြီမဲ့ရီယက်ဆိုစီတဲ့အသင်းရဲ့တောင်းဆိုမှုကြောင့်ຫນွေကြမှာပဲခေါ်ဖို့အတွက်ကလပ်သင်းတစ်ခုကြသဘောတူမှုလုပ်ခဲ့တယ်အခု ESPN ဖော်ပြထားချက်ရဆိုရင်တော့ Real Madrid လပဝူးအသင်းထဲကြော်လွန်ပြီးတော့ Arsenal ကိုလာဖို့အတွက် မာတင်ဇူမန်ဒီကစကားပြောဆိုမှုတချို့အားလုံးဒီပါပြီးစီးသွားပြီဆိုပြီးသူကဖော်ပြထားတယ်။အဲဆိုမာတင်ဇူမန်ဒီကိုယ်တိုင်ကလည်းအာဆင်နယ်အသင်းရဲ့ process တွေနဲ့ပတ်သက်ပြီးစိတ်ဝင်စားမှုအပြည့်ရှိနေတာဖြစ်တဲ့အတွက်အိုက်တာပါဝင်အသင်းတာဝန်ရှိသူတွေကဒီကစားမောက်ကိုကျင်းသေးခေါ်နိုင်မယ်ဆိုပြီးယုံကြည်ထားတယ်။ဒါပေမဲ့အပြောင်းအလဲဈေးကွက်မဖွင့်ခင်ဂျွန်လာမတိုင်မီမှာတော့ဒီကစားမောက်ကိုခေါ်လို့ရပြီဆိုတာမျိုးတရားဝင်ထုတ်ပြန်မှုလုပ်သွားမှာမဟုတ်ဘူးဆိုပြီးတော့သူတို့ကပြောထားတယ်ပေါ့လေ။အဲဆို26နှစ်ရဲ့စပိန်သားကတော့ထုံးစံအတိုင်းပဲအသင်းအတော်များများနဲ့တည်င်းထွက်တယ်။နောက်ပြီး Real Sociedad မှာဆက်ပြီးနေခဲ့တဲ့ကာလတွေ အများကြီးရှိမယ်။လာမယ့်ညရာတီမှာတော့သူ့ရဲ့စပိန်မျိုးခင်တွယ်တဲ့စနစ်ကနေပြီးတော့ဒီစိတ်တက်ကနေပြီးတော့စွန့်ခွာပြီးအာဆင်နယ်သင်းစီကိုပြောင်းလာမလားစောင့်ကြည့်ရမှာ။အဲ့လိုသာပြောင်းလာရင်တော့တကယ်ကိုချီးကျူးရမှာ။ဘာလို့ဆိုတော့လက်ပါဦးနဲ့သတင်းတွေထွက်တယ်အခြားအသင်းနဲ့သတင်းတွေထွက်တယ်အာဆင်နယ်နဲ့သတင်းမျိုးစုံထွက်ပြီးတော့စပိန်မျိုးမှာပဲကာလာတစ်ခုကြာဆက်ပြီးနေခဲ့တယ်။အချောင်းပြက်ချက်ကတော့မျိုးမျိုးဗျာ။စိုစီတက်ကိုချန်ပီယံလိဝင်ယူပေးခြင်းနဲ့ဥရောပဝင်ခွင့်တစ်ခုယူပေးခြင်းဆိုတဲ့အချောင်းပြက်ချက်နဲ့ဂျန်ကလေးရာသီတွေမှာနေခဲ့တယ်။ဒါပေမဲ့လာမယ့်ညစီကွက်မှာတော့အာဆင်နယ်အသင်းစီကိုရောက်လိမ့်မယ်ဆိုပြီးတော့ on stain ပါဝင်တော်တော်များသတင်းဌာနတွေကအတည်ပြုထားတယ်အာဆင်နယ်ကလည်း background မှာလုံးဝကျင်းသည့်အဲ့ကိစ္စကိုလှုပ်ထားပြီးတော့နွေရာသီရဲ့ပထမဆုံးခုံမှုအဖြစ်ဒီကစားမောင်းသတ်မှတ်ထားစီဖော်ပြထားတယ်။ဒီရာသီ43ဝန်းမှာနှစ်ကိုသမီးတကိုးဖိုင်ထားတယ်။စာချုပ်ဖြတ်သိမ်းရေး UO တန်း60အာဆင်နယ်တက်စုပြဿနာမဟုတ်ဘူး။ကြံခဲ့တဲ့ဆောင်းစည်းကွက်မှာလည်းဒီကစားမောင်းအလိုပုံပေးပြီးခေါ်ဖို့အတွက်အာဆင်နယ်မှာ ready ရှိပြီးသားငွေကြီးရရှိရယ်။ဒါပေမဲ့ကစားသမားကကလပ်သင်းရောຫນွေကြတော့မှပဲဒီကစားမောင်းလက်လွတ်မယ်ဆိုပြီးတော့ပြောလိုက်တဲ့အတွက် သူတို့အနေနဲ့လည်းဒီယူရိုပါလိကိုယူဖို့အတွက်ဆိုင်းပြင်းထားခဲ့ရပါလိဒါပေမဲ့မန်ချက်စတာယူနိုက်တက်ကိုရှုံပြီးထွက်ခွာသွားပြီးနောက်ပိုင်းမှာတော့ဒီကလပ်အသင်းကလာမဲ့လူရည်တီကြလို့ရှိရင်တော့ ဥရောပဝင်ဝင်တစ်ခုခုကိုပြန်ပြီးစ조사တဲ့အနေထားလည်းဖြစ်သွားတယ်။ဒါပေမဲ့လာမယ့်ຫນွေစည်းကွက်ကြိုင်တော့မာတင်ဇူမန်ဒီကိုအာဆင်နယ်သင်းရဲ့ပထမဆုံးကစားသောခုံမျိုးဖြစ်တော့ကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။အဲ့ဒီမှာရနေတဲ့တပတ်ကိုပေါင်း9000ကျော်ဆိုတဲ့ပမာဏထက်များစွာသောလောက်ခလာဆောက်ကိုအာဆင်နယ်သင်းမှာပေးရတော့ဖို့ရှိတော့ကွင်းလယ်ပိုင်းနဲ့ပတ်သက်ပြီးအိုက်တိုင်းရဲ့သဘောအကျဆုံးနံပါတ်1ကစားသမားအဖြစ်ဈေးကွက်ထဲမှာရှိနေပါတယ်။ဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့ transfer new light ကဖော်ပြထားပါဘို့လေဒါကတော့ကျွန်တော်တို့ရဲ့လီဂျန်ကြီးကျွန်တော်တို့ ခင်းလို့ခေါ်နေကြဖြစ်တဲ့ TI Owner ရဲ့သတင်းပေါ့လေဂျာမန်ဘွန်ဒလီကာကလပ် RB Leipzig အသင်းကသူတို့အသင်းရဲ့နီးပြချုပ်ယာတူးအတွက် TI Owner နဲ့ဆွေးနွေးမှုတချို့လုပ်နေပါတယ်ဒီအတွက်လည်းသူတို့ရဲ့ဒီ Revue Head of Football လို့ခေါ်တဲ့ဒီအကြီးအကဲတယောက်ဖြစ်တဲ့ဂျာချင်းကလော့က ီဟာနဲ့ပတ်သက်ပြီးတော့ TI Honorary ဘက်ကနေအပြေဝထောက်ခံချက်ပေးထားတယ်။အဲ့အတွက်များမကြိုင်မှာ TI Honorary က RP Lipset အသင်းရဲ့နှီးပြချုပ်ဖြစ်လာဖို့ရှိရဆိုပြီးတော့ Transfer New Light ကဖော်ပြထားပါတယ်။အဲ့တော့သူသားနှီးပြချုပ်ဖြစ်လာမယ်ဆိုရင်တော့ Arsenal နဲ့ Benjamin Sesko ကြားအပြောင်းရွှေ့နဲ့ပတ်သက်ပြီး RP Lipset နဲ့ကြားထဲမှာစကားပြောဆိုမှုတွေပိုပြီးချောမွေ့လွယ်ကူသွားဖို့ရှိတယ်။ Arsenal ရဲ့နံပါတ်1ထိပ်တန်းတိုက်စစ်ကစားမှာစီးနေမှာဆိုရင် Lazana Isa နောက်ပြီးတော့ Benjamin Sesko, Victor Yogret လို့ကစားမမျိုးရှိရဲ့ကြားထဲကမှ Victor Yogret နဲ့ ဘက်ဂျမင်ဆက်စကိုကတော့အာဆီနိုရောက်လာဖို့အတွက်အနည်းဆက်ဆုံးရှိနေပါတယ်။48နှစ်ရဲ့ပြင်သစ်သားကတော့မန်နေဂျာဘွားကိုမျိုးစုံဖြတ်တန်းခဲ့တယ်။အဲ့ဒီမှာဆိုရင်တော့2018 2019တုန်းကမိုနာကိုနဲ့ဖြတ်တန်းခဲ့တယ်။2019 2021မှာတော့မွန်ထရီရဲ့ Impact အသင်းမှာဖြတ်တန်းခဲ့ပြီးတော့2023 2024ဘောလုံးရာသီမှာဆိုရင်ပြင်သစ်နိုင်ငံလေရွေးစင်ဟောပြင်သစ်ယူနီဆက်တစ်ကိုသူကင်ထွက်ခဲ့ရပေါ့လေ2024ခုနှစ်မှာတော့ပြင်သစ် အိုလံပစ်အသင်းကိုကင်တွယ်ခဲ့ပြီးတော့လက်ရှိအချိန်မှာတော့ကလတ်တင်းဒီပြပွားကိုခြေစုံပြစ်ဝင်ဖို့အတွက်ပြန်ပြီးပြင်ဆင်လာတာတွေ့ရတယ်။ကျွန်တော်တို့ကျွန်တော်တို့ကင်းကြီးကိုတကယ့်ကိုမှနီးပြတက်ဖြစ်ပြန်ပြီးမြင်တွေ့ကျင်တယ်။ကျောင်းကြီးကိုဒီမိုနာကိုသူကင်တွယ်ခဲ့တော့မှတ်မိလားမသိဘူး။ကစားသမားကြီးပေါ်မှာတော်တော်လေးဩစာညောင်းတယ်။သူကဒီကစားသမားကြီးနဲ့ပတ်သက်ပြီးတော့တော်တော်လေးပေါ်မှာဩစာညောင်းတဲ့ပုံစံမျိုးနဲ့ပဲအဲ့ကလတ်တင်းတစ်ခုကိုတီထောင်သွားတာ။ ဲ့လိုပုံစံမျိုးသွားတာအောင်မြင်နဲ့မအောင်မြင်ဆိုတာထက်သူ့ပုံစံသူ့စတိုင်နဲ့သွားမယ်ဆိုရင်တော့အောင်မြင်နဲ့ညီပြတယောက်ဖြစ်လာမယ်လို့ကျွန်တော်တော့အပြည့်အဝယုံကြည်ထားတယ်အဲ့ဆိုဂျာမန်ဘိုတလီကာကလပ်အော်ပီလစ်ဆက်ရဲ့လာမယ့်ရာသီညီပြချုပ်ဖြစ်တရားဥပဒေဖြစ်လာမလားစောင့်ကြည့်သွားရမှာပါ တတိယမုတ်တရင်တပုတ်ကတော့ဖီဖီဆူရမာတို့ဖော်ပြထားပါလေအဲ့ဒါကတော့ဂျော်ဂျီညိုနဲ့ပတ်သက်ပြီးဖော်ပြထားတာသူဖော်ပြထားတော့နွေမာအာဆင်နယ်အသင်းဆီကနေအလွန်နဲ့ထွက်ခွာဖို့အတွက်ဂျော်ဂျီညိုကပြစ်မှတ်ထားနေတယ်ဖလာမင်ဂိုအသင်းကဂျော်ဂျီညိုစီကိုကံလန်းမှုတချို့လုထားမိလက်ရှိချိန်ဒီအပီးပြတ်တုံ့ပြန်ထားတော့မရှိသေးဘူးဆော်ဒီကလပ်နီအွန်အသင်းနဲ့ဆွေးနွေးမှုတချို့လုထားမိလေနောက်ဆုံးအဆင့်ထိတော့မရောက်သေးဆိုဖော်ပြထားတယ်အဲ့လို့ဆိုတော့ ဒီကစားသမားကဘရာဇီးလေးဘက်ကိုပြန်မလားဆော်ဒီကလပ်တင်းစီကိုသွားမလားအာဆင်နယ်ကနေပြီးတော့အလွတ်နဲ့ထွက်ခွာသွားမလားဆိုတော့ကျွန်တော်စောင့်ကြည့်ရမှာပေါ့လေဒီမှာဂျာနယ်လစ်ဂျော်ဒန်ဒေးဗစ်ဖော်ပြထားတဲ့အချက်ကလည်းစိတ်ဝင်စားဖို့ကောင်းတယ်အာဆင်နယ်အသင်းနီးပြမီခေးအိုက်တာမှာတရာဒီလောက်ဆက်ပြီးတော့ဂျော်ဂျင်ညိုကတင်ယူခြင်းတည်းဆိုတဲ့တည်င်းမျိုးတွေသူကဖော်ပြထားတယ်နောက်ထပ်တရာဒီလောက်အာဆင်နယ်မှာဂျော်ဂျင်ညိုကဆက်ပြီးနေခြင်းနဲ့အရေးယောင်လေးပြနေဆိုပြီးတော့အဲဂျာနယ်လစ်ဂျော်ဒန်ဒေးဗစ်ကဖော်ပြသွားပါပေါ့လေကျွန်တော်မနစ်ကတော့ ဒီ33နှစ်ရဲ့အီတလီသားကိုမနစ်ကတက်တန်းတိုးတုံးကတစ်နှစ်ပြည့်အပိုတက်တန်းတိုးခွင့်ဆိုတာရှိတယ် တစ်နှစ်ကတော့တက်တန်းလုံးဝတူးလိုက်ပြီးအဲ့တစ်နှစ်ပြည်သွားခရင်ကလပ်သင်းရောကစားသမားကြီးပြဆိုအလိုလျောက်တက်တန်းတို့ကိုတစ်နှစ်စွာရှိတယ်။အဲ့အတွက်ဂျော်ဂျီညိုဒီအခုနွေမှာအလွတ်နဲ့ထွက်ခွာမှာဆိုရင်မဲ့အသင်းရတာဒီစားမောက်သဘောကျတဲ့ဆက်ပြီးနေစီချင်းနဲ့ဆိုရင်ကစားသမားလည်းခေါင်းညိတ်မယ်ဆိုရင်တော့အလိုလျောက်တက်တန်းတိုးခွင့်ဆိုတာကိုအသက်သွင်းလို့ရတယ်။အဲ့အတွက်ဒီယာတီ26ဝက်မှာ16ဝက်ပွဲထွက်ထားပြီးတကိုးသွင်းထားတဲ့ဂျော်ဂျီညိုကတော့ကြံခဲ့တဲ့ဘရန်ဖို့အသင်းနဲ့ပွဲစဉ်မှာနိုင်ဦးတန်အောင်ကြောင့်လူသားလဲပြီးနောက်ပိုင်းတွေကအခုချိန်ထိရသက်ဘက်တချို့ းနားရမှာဖြစ်ပါတယ်အဲ့တော့2023စောင်းစည်းကွက်တုန်းက EU 73.6တန်းနဲ့ပြောင်းလာခဲ့တဲ့ချိုချင်ချိုကတော့အသင်းအတွက်အရန်ကစားသမားတဦးထက်ပိုတဲ့တပိုင်းဝိုင်းကစားသမားတဦးအနေနဲ့ အသင်းကိုတချို့ပိုင်းတွေမှာအရန်ကောင်းနေဝင်လာပြီးဖြည့်ရှင်းပေးနေရရှိတယ်။သူနဲ့ပတ်သက်ပြီးအာရီတာသဘောကျတာကတော့အဝလဲကန်းထဲမှာတော်တော်လေးဩစာကြောင့်လည်းကြားသိရတယ်။အသင်းရဲ့လူငစားသမားတွေအတွက်ရှေ့ဆောင်လမ်းမြအဖြစ်လည်းတုံတင်ဆုံးမတာရှိလို့ကြားသိရတယ်။အဲဆိုတော့ဂျော်ဂျင်ညိုအနေနဲ့လာမယ့်နေရာဒီမှာအသင်းကနေထွက်ခွာသွားမလား။ဒါမှမဟုတ်ကျွန်တော်တို့မထင်မထားတဲ့အသင်းမှာတက်တစ်ဆက်ပြီးတက်တန်းတူပြီးနေမလား။ဒါမှမဟုတ် sorry classy သွားမလား။ brazil classy ပြန်မလား။စောင့်ကြည့်သွားတော့မှာပါ။ ဒီစီဇန်လေးကိုဒီကောက်ကူတီပေါင်းပြီးတဲ့ရှူဘောလုံး online အကြောင်းလဲကျေးဇူးတင်ပါတယ်အမဆော့မေစံတော့ဘိုင်ဘာဖုန်းနံပါတ်တင်ရောကိုးခွန်တက်ခွန်66 35တင်ရောဆက်တက်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရိုက်လွန်ဖြစ်လို့ငွေပုံမဆက်ရှိမှဘောလုံးပွဲတွေလောင်းပါဘောလုံးပွဲတွေလောင်းအောင်လောင်းတဲ့ဆိုရင် YouTube မှာကိုထုတ်ဖို့ပေါ်ချိုးရရှိပြီးကျွန်တော်အားပေးလို့ရပါတယ် iPad 69 Sport Internet 93 Mbps ကိုကစားလို့ရနေပါပြီခင်ဗျာကဲနောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့ဒါသတင်းနှစ်ခုနဲ့ဖော်ပြပြီးသွားမယ်ပထမတစ်ခုကလူငယ်ကိုသမားလေးတဦးရဲ့နောက်တစ်ခုကတော့အသင်းမှာလက်ရှိအချိန်မှာလုံးဝ performance share ကျမ်းပြနေတဲ့ KVO အကြောင်းရင်း ်ပထမသတင်းတစ်ပုဒ်ကတော့ဆိုင်မွန်ကောလင်းရဲ့ဖော်ပြထားချက်အရအလက်စီရိုဟာလို့ခေါ်တဲ့အသက်16နှစ်ရဲ့ကိုလံဘီယာသားဂိုးသမားလေးကိုအာဆင်နယ်က2026ခုနှစ်ထိတတန်းတို့စာချုပ်ချုပ်ဆိုလိုက်ပါတယ်ဒီဂိုးသမားလေးကိုမကြာခဏအသင်းရဲ့လက်ရွေးစင်လူကြီးစီနီယာလေဗယ် training ဒီမှာမကြာခဏခေါ်လာတာဖြစ်တဲ့အတွက်အလာကအာဆင်နယ်တဲ့အရန်ကိုးသမားတွေတရားဖြစ်လာနိုင်တယ်ဆိုပြီးတော့တည်င်းဒီကရှေ့ပြေးပေါ်ပြနေပါလို့ ဲ့လိုဆိုအာဆင်နယ်တင်မှာတော်မီဆက်ဖို့ချက်ပေါ်တာလို့လို့အရေးသွေးမြင့်လူငယ်ကစားသမားတွေရှိတယ်အဲ့ကြားထဲကမှလက်စီရိုဟာလိုမျိုးကစားသမားတယောက်ကိုအာဆင်နယ်ကနှစ်ရှည်ကွန်ထရက်နဲ့ဆက်ပြီးတက်တန်းတိုးပြီးတော့ချုပ်ဆိုထားနိုင်ကြပါဘောလေအဲ့တော့နွေမာအာဆင်နယ်နေနဲ့ဂိုးသမားအရန်တယောက်ဝယ်မယ်ဂျိုဟန်ကာစီယာလိုမျိုးကိုသမားတွေဝယ်မယ်လို့လည်းကြားတယ်။ဒါပေမဲ့အဲ့ဒီကိုသမားတွေမဝယ်ဖြစ်ခဲ့ရင်တော့အသင်းရဲ့လူငယ်ကိုသမားတွေကိုအရန်ဒီနဲ့စားထုတ်သွားဖို့ရှိသူခိုင်းလို့လိုမျိုးအငှားထွက်ဆော့တဲ့ကိုသမားတွေလည်းပြန်လာဖို့ရှိရပါလေ။အဲ့ဆိုတော့ဒီကိုသမားလေးကတော့ 2016 2019ကာလတုန်းကချယ်ဆီတင်းမှာကစားခဲ့တယ်2019ကနေလက်ရှိအချိန်ထိအာဆီနယ်မှာကစားနေပြီးတော့အသက်ကကူးမှ16နှစ်ပဲရှိနေပြီးတော့ကိုလံဘီယာ U20 အသင်းရဲ့လက်ရွေးစင်ကိုယ်တမအဖြစ်ရှိနေပါတယ်ကဲနောက်ထပ်တစ်ယောက်ကတော့ဒါဂျက်ကူခီဗီယောပေါ့လေအခုအချိန်မှာအာဆီနယ်အသင်းမှာခံစစ်ပိုင်းနဲ့ပတ်သက်ပြီးတော့ခီဗီယောကိုစိုးရိမ်အောင်မဟုတ်တော့ဆာလီဘောင်ပြန်ပြီးစိုးရိမ်နေရတဲ့အနေအထားဖြစ်နေကျွန်တော်ပထမထင်တာပေါ့လေခီဗီယောဘယ်တော့အမားလုံးမလဲအမားလုံးမလဲဆိုပြီးစောင့်ကြည့်နေတာဒါပေမဲ့တကယ်တကယ်အမားလုံးတာကဆာလီဘာဖြစ်နေတာ ဒါပေမဲ့ဆာလီဘောက်လည်းအပြစ်မတင်ပါဘူးဒီလိုမှားမျိုးတွေကအကြိုင်းဒီမှာတစ်ခါဖြစ်လေဖြစ်တာရှိတယ်လူပဲအလုံးများများလုံးတော့အမှားကင်းမှာမဟုတ်ဘူးအဲ့တော့ဂျက်ကူကီဝီရောက်ကတော့ဒီယာတီမှာ24ပဲကစားတာပြီးတကိုးသွင်းနှလုံးဖိုင်ထားတယ်ကြံခဲ့တဲ့ຫນွေယာတီတုန်းကကြံခဲ့တဲ့ ရာသီတုန်းကဆိုရင်32ပွဲမှာတကိုးသွင်း3လုံးဖိန်ထားပြီးတော့2021 2023သူရောက်ရောက်ချင်းဘလုံးရာသီမှာ9ပွဲကစားပြီးတော့တကိုးသွင်းထားပါတယ်။နှစ်တိုင်းအာဆင်နယ်တင်းတဲ့သွင်းကိုးတွေရယူပေးနိုင်တဲ့ခံစားသားမှတူအဖြစ်ရှိနေပြီးတော့မနေ့ကတော့သွင်းသွားခဲ့တဲ့ဒီ Crystal Palace အသင်းဘက်ကို3မိနစ်ထဲနဲ့သွင်းသွားခဲ့တဲ့ဂိုးမှာဆိုရင်သူ့ရဲ့အရန်ကိုကောင်းမွန်တဲ့ champion တစ်ခုနဲ့တင်အဲ့ပွဲကြည့်ရတန်တယ်လို့ပြောလို့ရကျွန်တော်ဆိုပြခြိုက်ဆုံးကစားသမား3ဦးလောက်ရွေးမယ်ဆိုရင်ဒီ KVO နဲ့ cross set ကိုရွေးမယ်ကျန်တဲ့တယောက်ကတော့ပွဲပြီးတဲ့အခါကျရင်အခြားတူကိုရွေးမယ်ဆိုပြီးကျွန်တော်စဉ်းစားတာဒါပေမဲ့ထင်ပါဖြစ်အသင်းကတေချာသွားတဲ့အခါမှာတော့ကျွန်တော်ရဲ့ထုံးစံတိုင်းမှာအခြေဆုံးကစားမမရွေးဖြစ်ဘူးဒါပေမဲ့ KVO နဲ့ Trosset တူတော့တကယ်မျက်နှာပူရတဲ့တေးဝဲဝဲဖြစ်ခဲ့ပေါ့လေအဲ့တော့ Kivio နေနဲ့အဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင်တော့လိန်ခေါက်ဖြစ်ကြုံမှုတရားခိုင်နှုန်းအောင်မြင်ထားတယ်ဘောလုံးပြေးပမှုတရားခိုင်နှုန်းအဝေးဘောပြေးပမှုတရားခိုင်နှုန်းအောင်မြင်ထားပြီးတော့တကယ်ကိုထူးချက်ခြေစွမ်းပြသခဲ့တယ်ဆာလီဘာရဲ့တစ်ချက်သတိလေးသာမလွတ်ခိုင်တော့တကယ်ကိုနိုင်ပွဲတစ်ခုနဲ့သူလက်မြန်တပန်းလှမဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါပေါ့လေအဆုံးထိကြည့်ပြတယ်လဲအားလုံးကျေးဇူးတင်ပါတယ်